အားလုံးပဲမင်္ဂလာပါရှင် MS for Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လေခုလိုနီနီကိုပြန်လည်ဝင်ပြပေးသွားမှာပဲဖြစ်ပါတယ်လေခုလေရဖို့အတွက်ပအဝင်ပစ္စည်းတွေနေနေကတော့ဂျုံလိုပါမယ်နောက်ကျဥလိုပါမယ်ထောက်ပတ်စီလိုပါမယ်နောက်ကြားနေငယ်လိုပါမယ်

အားလုံးကိုနှက်ဆက်အောင်ဝေပြီးပါပြီဆိုလို့ရှိရင်တော့15မိနစ်ခန်းလောက်အဖုံလေးဖုံးပြီးတော့မှနှက်ထားပေးပါမယ်။ဂျုံလေးကို15မိနစ်ခန်းလောက်နှက်ပြီးပါပြီဆိုလို့ရှိရင်တော့ဂျုံလေးကိုနေပါမယ်။နေတဲ့အခါမှာကြာချိန်ကတော့15မိနစ်လောက်ခန်းလောက်ကိုတိတိကျကျလေးနေပြရပါမယ်။ ဂျုံလေးကနေပြီးတော့ခါကြတော့အနေတော်အနေထားလေးရပြီဆိုလို့ရှိရင်တော့အပိုင်းလေးကြီးပိုင်းပြီးတဲ့ခါကြတော့တပိုင်းစီကို စီလေးဆွပြီးတော့မှတနားရီနှစ်နာရီလောက်ငှက်ထားပြပါမယ်မမီတို့ကအချိန်ရတယ်ဆိုလို့ရှိရင်တော့ဂျုံနေလာလေးကိုညကလေးကနေထားပြီးတော့မှနေထားမယ်ဆိုလို့ရှိရင်လည်းရပါတယ်။ အခုဆိုရင်လက်ခုပ်လေးရဖို့အတွက်ကိုဂျုံလေးတစ်ခါတော့မှကျွတ်သွင်းလေးကြော်ထားပါမယ်။လက်ဟုတ်လည်းစီးသက်ထားပေးဖို့လိုပါမယ်။အခုဆိုရင်တော့လက်ခုပ်လေးစပြီးတော့မှကြော်ပါတော့မယ်လက်ခုပ်လေးရဖို့အတွက်ကိုယခုလိုကြုံနေတယ်ကိုဒလိမ့်နှုံးလေးနဲ့အပြားလေးလေးလုပ်ပြီးရခါကျတော့မီအေးအေးလေးမှစပြီးတော့မှ ကြော်ပြပါမယ် ဒီညမှာဂျုံလေးတွေကိုအထားလိုက်လေလို့တဲ့ခါမှာဆိုလို့ရှိရင်စီမင်းညလေးနဲ့တောက်ပြီးမှဆိုလို့ရှိရင်တော့ကြော်တဲ့ခါမှာကတ်တာတွေမဖြစ်တော့ပါဘူးအခုဆိုလို့ရှိရင်တော့ပဲလေးကြော်ထားတဲ့ပဲလေးထည့်ပြီးတော့မှအစင်သေးစားလို့ရပါပြီ ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကိုစိတ်နှပြချက်မှတ်သင်္ကြန်ကြပါစေ။ဗီဒီယိုလေးတွေကိုကျန်တဲ့တဲ့ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မြေပြပါမယ်နော်။ပကောင်းတဲ့ဗီဒီယိုလေးနဲ့သူပြန်လာခဲ့ပါမယ်။တတပါ